င်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ချဲပါ။စကိုင်းတိုင်းပလဲမြို့နယ်မှာစိုးစွနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားနှစ်ဘက်ကြောကြားတိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေသလိုအထိနာတဲ့စိုးစုကလေကြောင်းကနေနေ့စဉ်ဘုံကျဲပြစ်ခတ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရစေ။ပလဲမြို့နယ်ထဲမှာရှိတဲ့ကန်းနောက်ရွာစုံစုအထိုင်းစကန်နဲ့ဈေးပြုံကုန်စကန်တွေကိုတည်ယူနိုင်ဖို့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်နေရဖြစ်ပြီးတော့ စုံစုဘက်ကလည်းစကမ်းမကြဖို့လေချောင်းကနေဘုံကျဲပစ်ကူပေးတာနဲ့မြေပြင်ကနေလူနဲ့လက်နဲ့ခရမ်းအင်အားဖြည့်တင်တာတွေလှုပ်ဆောင်နေတယ်လို့ပလန်နဲ့ဒေတာခံသတင်းမြစ်ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ2ရက်ကစပြီးတော့ဇွန်လ18ရက်နေ့နှစ်ပတ်ကျော်ကြာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း20ကျော်ကဒေတာခံပြည်သူ2000ခွဲကျော်စပေးရှောင်ထွက်ပြေးနေရပြီးတော့စာနယ်ရိုက်ခါဆေးဝါးအမိုးကစားတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေရလို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါရယ် ပြီးခဲ့တဲ့ဇွန်လ10ရက်ကပလဲနယ်တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလာရောက်ဘုံကျဲပစ်ခတ်တဲ့အစိုးစုတိုက်လေရင်တစ်စင်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပစ်ချခဲ့ရကြောင်းဇပစိတ်ကျေးရွာအတွင်ပြက်ကျမီးလောင်ခဲ့သလိုနေရင်ပြက်ကျရာအနီးဝန်းကျပ်မှာရှိတဲ့ဒေသခံပြည်သူတို့ချို့လည်းထိခိုက်သေးဆုံးခဲ့ပါသေးတယ်။ ပခုတ်ကူတမတရားတက်ကနေပေါ့နယ်ကာကွယ်ရေးပစ္စည်းစရုံတွေကိုရန်နန်းနဲ့ရိတ်ခါဖို့စစ်ကြောင်းထိုးနေတဲ့စို့စုကလမ်းတစ်လျှောက်ကကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးနှင်းဆဲတပ်ဖြတ်ခဲ့တယ်လို့ကမ္မဒေသတော်လိုင်းရေးတပ်ပေါင်းစုတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လပထမပတ်တွင်ပခုတ်ကူတမတရားတက်ကထွက်လာတဲ့စို့စုစစ်ကြောင်းဟာအင်းဘက်ကျေးရွာကပြည်သူတို့နဲ့မကြီးတန်းကျေးရွာကပြည်သူတွေကိုစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားပြီးပေါ့နယ်ရွှေလန်းကျေးရွာမှာညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တာပါ စုံစုကအင်ဘက်ရွာခံတူအုပ်ကိုစွန်လာပထမဘက်ကရွှေလန်ရွာကလမ်းမီးတိုင်တစ်ခုမှကျိုးတုပ်ပြီးတော့မြင်းပန်းနှိပ်ဆက်ပြီးမှတက်ဖြတ်ကမြေမြုပ်ခဲ့တာပါစုံစုကအင်ဘက်ရွာခံတူအုပ်ကိုစွန်လာပထမဘက်ကရွှေလန်ရွာကလမ်းမီးတိုင်တစ်ခုမှကျိုးတုပ်ပြီးတော့မြင်းပန်းနှိပ်ဆက်ပြီးမှတက်ဖြတ်ကမြေမြုပ်ခဲ့တဲ့ဆိုတာနဲ့အလောင်းတူဖို့ချိန်မှာပျက်စီးနေပြီဖြစ်တယ်လို့ကမ္မဒေတာတော်လိုင်းရေးတပေါင်းစုတာဝန်ရှိသူတို့ကပြောပါရတယ်။ဒါအပြင်မကြီးတန်းရွာခံတူအုပ်ကိုတော့ဇွန်လ၁၀ရက်ဝန်းကျင်က တောထဲမှာပြတ်တက်ထားခဲ့ပြီးတော့စိုးစုစစ်ကြောင်းတဲ့နေတဲ့အတွက်အလောင်းကိုမကောက်ယူနိုင်ခဲ့ပဲမှတ်တမ်းတပုံသာရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်စိုးစုစစ်ကြောင်းဟာပေါက်နယ်ထဲမှာပြည်သူလူအုပ်ကိုတပ်ဖြတ်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်ပြည်သူတအုပ်ကိုလည်းကမ္မမြို့ချောင်းထဲမှာတပ်ဖြတ်မြေမြုပ်ထားခဲ့တယ်လို့ဆိုပါတယ်အလားတူစိုးစုစစ်ကြောင်းဟာရေမြဲရတာအေးပြေအိုင်ရေလာကြီးကမ္မမကြီးတန်းအင်းဘက်မက်စလီ တံပိုစတဲ့ကျေးရွာတွေကပြည်သူ15ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာကိုအတည်ပြုသိရှိရပြီးတော့အခြားကျေးရွာတွေကပြည်သူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတာရှိပေမဲ့အတည်ပြုလို့မရသေးပါဘူး။ကျောစုရိတ်ခါပိုးရင်နန်းစကြောင်းဟာကမ္မမြို့ပေါ်ရောက်ရှိနေခဲ့တာတပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီးကမ္မနဲ့ပေါ့မြို့နယ်ရေပြာကျေးရွာခြားကပြည်သူ2000ခန့်လဲထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။ ကိုင်းတိုင်းမုံရွာချောင်းလမ်းမပေါ်မှာချောင်းကနေမုံရွာဘက်ကိုမောင်းနှင်လာတဲ့စုံစုအင်စီကားတစီကိုတော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ရမှာစုံစုရဲ့ဘိုးအဆင့်ရှိသူအပါအဝင်၃ဦးသေဆုံးပြီးတော့လက်နက်ကင်ရန်တချို့သိမ်းပိုက်ရရှိခဲ့တယ်လို့ Brehat Army BHA အဖွဲ့ကထုတ်ပြန်ပါတယ်။ဇွန်လ16ရက်မနက်7:00နာရီခွဲလောက်မှာချောင်းကနေမုံရွာဘက်ကိုစုံစုအဖွဲ့ဝင်၅ဦးပါတဲ့အင်စီကားကိုမုံရွာမြို့နယ်တောပုပြစောတိရွာနာအယောက်မှာတော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာပါ။ ဲ့ဒီလိုကြားဖြတ်တိုက်ခိုက်ရမှာကားပေါ်ပါရှိတဲ့စုံစုသုံးပွင့်ဘူအပါဝင်၃ဦးတည်ဆုံပြီးတော့တဦးတန်ရာကတဦးထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတာနဲ့တနက်၅လက်သိသိရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။စုံစုကားကိုကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက်ကားကတော့နေရာမှာပဲမိရှို့ဖြစ်စီခဲ့တယ်လို့ဆိုပါတယ်။မန္တလေးမြို့အမရပူရမြို့နယ်ကရက်ကွက်တွေမှာစမှုတန်ထောက်ပံ့ခြင်းအဖြစ်တိုင်ကိုကြက်တသိန်းနှုန်းစုံစုကလိုက်လံမိုက်ကြီးခွဲတောင်းယူနေတယ်လို့မြို့ကန်တွေကအမှတ်ပြုကိုပြောပါတယ်။ အမရပူရာမြို့နယ်နရေကန်ရက်ွက်မှာစောစုပြူစောတိနဲ့စောစုသစ္စာကန်ရက်ွက်အုပ်ချုပ်မှုတွေကရက်ွက်တဲ့တအိမ်တဲ့တအိမ်စင်လှဲ့လဲကစမှုတန်းထောက်ပံ့ခြင်းအဖြစ်တအိမ်ကိုချက်တသိန်းလုံးပေးဆောင်ဖို့တောင်းလာလို့မြို့ခံတူကပြောပါတယ်စောစုကမန္တလေးမြို့အနှက်မှာစမှုတန်းထောက်ပံ့ခြင်းအဖြစ်အိမ်တိုင်းစေလားစင်ဆက်ကြီးကောက်မိုက်ကြီးခွဲငွေညစ်နေတာလို့မြို့ခံတွေကဆိုပါတယ်ငလင်းမတိုင်ခင်ကတအိမ်ကိုချက်တသောင်းလုံးချက်နှစ်သောင်းလုံးစသဖြင့် တောင်းကရန်းသာကောက်ခံရာကနေငလင်တန်တဲ့ကာလစက်ကြီးကောက်ခံတာတွေခဏတာရန်နာပြရဲ့နောက်အခုလိုကြက်တသိန်းနှုန်းထိတိုးမြင့်ကောက်ခံလာတာလို့လဲဆိုပါရယ်ပြီးကြတဲ့2024မလကစလို့စိုးစုကနိုင်ငံတော်အားမှရှိတဲ့လူငယ်လူရယ်တွေကိုစစ်သားအသစ်စုဆောင်းကရတုတင်နှံပေးပြီးတိုက်ပွဲဖြစ်ရာနေရာတွေစီအသေးခံစစ်သားအဖြစ်ပို့လွှတ်နေတာဖြစ်ပါရယ်ကနအူးကရက်ွက်အလိုက်ခွဲတဲ့စစ်သားအသစ်စုဆောင်းရာက ောက်ပိုင်းမှာပေါ်တာဆွဲစစ်သားအစ်စူးစောင်းနေရလဲဖြစ်ပါတယ်လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကိုစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ